မေကွန်တို့ကတော့ဗုဒ္ဓောဂုံတော်ရဲ့အနဲ့အထိပ်ပဲကိုရှင်းပြပြီးတော့မှာရှင်းပြဗုဒ္ဓောဆိုတာသူကကိုယ်တိုင်လေးသစ္စာလေးပါကိုသိတယ်သူများကလည်းသိအောင်ဟောပြောနိုင်တယ်ဆိုတဲ့အထိပ်ပဲနဲ့ဖွင့်ဆိုတယ်တမန်ပါဗုဒ္ဓဆိုတာအမှန်တရားကိုသိသူလို့အထိပ်ပဲရတယ်တမန်ပါတနည်းအားဖြင့်ဒုရီဟာအိမ်မောကြတာနဲ့တူတူပဲအမှန်တရားကိုမသိရင်အမှန်တရားနဲ့ပတ်သက်လာရင်ဒုရီဟာအိမ်မောကြနေတယ်အိမ်မောကြနေတဲ့လူသားတွေထဲမှာပထမဆုံး နိုးထလာသူဆိုတဲ့အထိပ္ပယ်နဲ့ဘုတော်ကိုလေနိုးသူဆိုတဲ့အထိပ္ပယ်နဲ့အထိပ္ပယ်ရတယ်။မှန်တရားကိုသိလို့တတ္တလောကကြီးတစ်ခုလုံးကိုလှုပ်နှိုးလိုက်သလိုအမှန်တရားကိုသိလာတယ်။မှန်တရားကိုသိရှိလာတယ်။သစ္စာလေးပါးဆိုအမှန်တရားကိုသိရှိလာတယ်။ကိုယ်တိုင်သိရှိပြီးသရဝါးလေးကိုသိအောင် ဟောပြောပေးနိုင်တဲ့စိုင်းတတိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘုတော်လို့ခေါ်တယ်နော်။မှန်ပါဗျာ။နောက်တစ်ခုကတော့ တစ္ဆာလေးပါဆိုတာဘာပါလဲရှင်ဖျားလူငယ်များနားလည်အောင်ရှင်ဖျားရှင်းပြပြီးတော့မူပါတစ္ဆာလေးပါဆိုတာအကြောင်းနှမျိုးအကျိုးနှမျိုးတင်ပါဗျာအကြောင်းနဲ့အကျိုးကိုရှင်းပြတာပဲတန်တရာထဲမှာတွေ့နေတဲ့အကြောင်းနဲ့အကျိုးကတစ်ခုအဲ့ဒီအဆင်းကိုလွန်မြောက်သွားပြီးတော့ဆဲဒုက္ခတွေကလွတ်သွားတဲ့အကြောင်းနဲ့အကျိုးကနှစ်ခုတင်ပါဗျာရှင်းရှင်းပြောရမယ်ဆိုရင်တစ္ဆာလေးပါဆိုတာယောဂဖြစ်ခြင်းနဲ့ယောဂပျောက်ခြင်းမှန်ပါဗျာအဲ့ဒါလေးနဲ့ကြည့်လိုက် ရောဂါဖြစ်နေတဲ့ရောဂါဖြစ်ခြင်းရဲ့အကြောင်းတင်ပါဗျာရောဂါဖြစ်တာကတစ်ခုယောဂါဖြစ်ခြင်းရဲ့အကြောင်းကတစ်ခုတင်ပါဗျာနှစ်ခုဖြစ်သွားတယ်တင်ပါဗျာနောက်တစ်ခုကယောဂါပျောက်ခြင်းနဲ့ယောဂါပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဆေးဝါးတင်ပါဗျာလေးခုရှိတယ်တင်ပါဗျာအဲ့ဒါလိုပဲဒီတရဝရီဟာ ုံတွေ့နေရတာတွေအလုံးဟာခြေနှက်ဆရာမကောင်းတဲ့အတွက်ကြောင့်ဒုက္ခလို့ခေါ်တယ်အဲ့ဒါအမှန်တရားတစ်ခုဘဝကြီးကခြေနှက်ဆရာလားလို့ဆိုခြေနှက်ဆရာမရှိဘူးတော့မဟုတ်ရှိတယ်ကျမဆရာဒါပေမဲ့မခြေနှက်ဆရာတွေကပုံများဘာကြောင့်မခြေနှက်ဆရာတော့ဆိုစဉ်းစားကြည့်လိုက်ပေါ့ခဏလေးတည်းမွေးလာပြီးတဲ့နောက်မှာဒုက္ခဒုက္ခတွေကလည်းကြုံရတယ်ပြီးတော့ ဘာဒုက္ခမှမကြုံဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်တဖြည်းဖြည်းအိုးလာတယ်နောက်ဆုံးသေသွားတယ်ယောဂရတယ်ဒါဘာမှမတတ်နိုင်ဘူးမှန်ပါဗျာဒါဒုက္ခအစ်စ်ပဲမှန်ပါဟုတ်တယ်မှန်ပါဗျာဒီကြားထဲမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအများကြီးရှိတယ်အဲ့တော့လူဘဝကိုဒုက္ခလို့ပြောမလားလို့ဆိုပြောရှင်တဲ့အချိန်လေးမှာတော့ဒုက္ခလို့ပြောခြင်းပြောလို့ရတယ်မှန်ပါသောသောထာဝရပြောနေရတဲ့အပြောလားလို့ဆိုမဟုတ်ဘူးမှန်ပါဗျာဝန်နေရမယ့်အချိန်လေး ဒုက္ခရောက်မဲ့အချိန်တွေအများကြီးပဲတမန်ပါဗျာဒါကြောင့်မို့ဘဝဟာကျင့်သက်ဆရာမဟုတ်ဘူးတမန်ပါဗျာကျင့်သက်ဆရာမဟုတ်ကျင့်သက်ဆရာမဟုတ်တာကိုဒုက္ခလို့သုံးတာတင်းနေအဲ့ဒီဒုက္ခဖြစ်နေတာဟာအเจ้าမဲ့ဖြစ်တာလားလို့ဆိုမဟုတ်ဘူးတဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်တာတမန်ပါဒါကြောင့်မို့ဥစည်းကောင်းဆောင်တစ်ခုကိုဥတည်ပြီးတော့လူခြင်းမှုတမဲမှုတွေ့တာမှုဆိုတဲ့တဏှာဟာဒီဒုက္ခကိုထုတ်လုပ်နေတယ်အเจ้าမဲ့လို့ပြောတာကဒါတစ်ခုတမန်ပါအဲ့တော့ ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားရဲ့ရရှိထားတဲ့ဒုက္ခရဲ့အဲ့ဒီနှစ်ခုကလူတိုင်းကြုံတွေ့နေရတဲ့သစ္စာနှစ်ပါးအမှန်တရားတဏှာကြောင့်ဒုက္ခဖြစ်တယ်လို့ရှိရှင်ဟုတ်တယ်ဟုတ်တယ်တဏှာကြောင့်ဒုက္ခဖြစ်တယ်တင်ပါဗျာနော်တင်ပါဗျာတဏှာရဲ့တဏှာကြောင့်ဒုက္ခဖြစ်နေတယ်တင်ပါဗျာအဲ့ဒီတဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲတင်ပါဗျာဖြစ်ပေါ်လာတဲ့အရာတွေကဒုက္ခတွေရဲ့အဲ့ဒါအကြောင်းနဲ့အကျိုးတင်ပါဗျာ တခါအဲ့ဒီဒုက္ခကလွမြောက်ဖို့ဆိုရင်ဒုက္ခချုပ်ငိမ့်မှုဆိုတာမရှိဘူးလားဆိုတာရှိတယ်မှန်ပါဗျာယောဂဖြစ်ရင်ယောဂပြောက်ချင်းဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒါလည်းပဲဒုက္ခဖြစ်ရင်ဒုက္ခချုပ်ငိမ့်တယ်ဆိုတာရှိရမှန်ပါဗျာအဲ့ဒီဒုက္ခချုပ်ငိမ့်သွားမှုဟာသူကအဆင့်တစ်ခုပဲအဲ့ဒါလည်းအမှန်တရားပဲအဲ့ဒီဒုက္ခချုပ်ငိမ့်သွားတာဟာသူ့ဘာသူချုပ်ငိမ့်တာလားဆိုတော့မဟုတ်ဘူး မဂ္ဂင်၈ပါးအချင်းတရားကိုမြတ်စွာဘုရားဟောတဲ့အတိုင်းချင့်တယ်အချင်းမှန်တယ်မဒုက္ခချုပ်ငြိမ်းမှုဆိုပြီးတော့ဘာသာတရားတွေကမျိုးစုံစူးစမ်းကြတယ်သူတို့လည်းသူတို့နီးသူတို့ဟာနေနဲ့လောက်ကြတယ်တယ်မဒါပေမဲ့လို့တကယ်ချုပ်နိုင်တဲ့အဆင့်ကိုသူတို့မတွေ့ကြဘူးမြတ်စွာဘုရားပွင့်လာတော့မှအဲ့ဒီအဆင့်ကိုတော့ရပါတယ်မဒါပါအဲ့ဒါတော့ပါလေဆိုဝိပဿနာတရားပဲ။မဂ္ဂင်၈ပါးအကျင့်တရားပဲ။တမန်။မဂ္ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့ အစ်မှန်ဖြစ်တဲ့သာဝရအငြိမ်းဆိုတာမရှိဘူးမှန်ပါဗျာနော်ဒါကြောင့်မို့လို့အဆုံးတတ်တဲ့လမ်းဆုံးပန်းတိုင်ဆိုတာလည်းပဲမတူကြဘူးပေါ့နော်တင်ပါဗျာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အဖြစ်ဘက်မှာအကြောင်းနဲ့အကျိုးနှစ်ခုဒုက္ခကအကျိုးသမုဒိယတဏ္ဍာကအကြောင်းတင်ပါဗျာနိဗ္ဗာန်ဆိုတာကအကျိုးနိဗ္ဗာန်ရောက်ကြောင်းမဂ်ရှင်ပါအရှင်တရားဆိုတာကအကြောင်း အဲ့ဒါကိုသစ္စာလေးပါအမှန်တရားလို့အရိယပုဂ္ဂိုလ်တွေသိတဲ့သစ္စာတရားလို့ဒီသစ္စာတရားကိုမသိဘဲနဲ့တဏှာဩကလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့။ကြောင်းကျိုးဆက်ပြီးဖြစ်နေသည့်အတွက်ကြောင့်အကြောင်းအစစ်အမှန်ကိုသိပြီးတော့လုံးဝစိတ်ကုသလို့ပဲယောဂဖြစ်ခြင်းအကြောင်းကိုမသိလို့ရှိရင်ဒီယောဂပြောင်းအောင်ကုနိုင်မှာမဟုတ်ဘူး။အဲ့တော့ယောဂဖြစ်ခြင်းရဲ့အကြောင်းကိုသိပြီးတော့ မှန်ကန်တဲ့ဈေးဝါကိုတောက်နိုင်မှယောဂါဆိုပြောက်တယ်နော်အဲ့ဒီသဘောပါပဲမှန်ပါဗျာနောက်ထပ်မိကုံးတစ်ခုကတော့ဇေဒီယုတ်ထုကိုးွယ်ခြင်းဟာဘုရားအဆုံးအမနဲ့ညီပါလားဗျာမြတ်စွာဘုရားရှင်ကိုရန်ရောဇေဒီယုတ်ထုကိုးွယ်ဖို့မှာကျမ်းခဲ့ခြင်းရှိပါလားရှင်ဗျာဇေဒီယုတ်ထုဆိုတော့ဘုရားလက်ထက်ကမရှိလို့အထုမမှာခဲ့ဘူးမှန်ပါဇေဒီတဲတာကိုတော့ရှိတယ်ပေါ့နော်မှန်ပါဗျာထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့ ကြံရစ်တဲ့ relit လို့ခေါ်တဲ့အယိုးဓာတ်တွေပေါ့အယိုးတွေကိုအဲ့ဒါတွေကိုလမ်းလေးစုံမှာတည်ထားမယ်ဆိုလို့ရှိရင်အဲ့နာရောက်တဲ့ပုဂ္ဂိုလ်တွေအလုံးဟာသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတတိယပြီးတော့လက်ဥချင်သွားမယ်စိတ်ထဲမှာကြီးညိုသရာတရားလေးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားတယ်တမန်ပါဗျာဒါကြောင့်မို့စေတီတည်ထားကိုယ်ပေါ်ခြင်းကဘုရားရဲ့မှာကြားချက်နဲ့ကိုက်ပါ ်ပါဗျာသစ္စာဗျာကောင်းတဲ့သရဝါလေးအလုံးအဆင့်လိုက် ကောင်းကျိုးချမ်းသာရဖို့အတွက်နိလန်တစ်ခုပေးခဲ့တာပါပဲတရားတော့နော်ရှုံတူးကတော့ဘုရားလက်ထက်ကမရှိခဲ့ဘူးပေါ့မှန်ပါဗျာနောက်ပိုင်းကျမှတူအောင်ထူဖို့ဆိုတာလည်းလွယ်တော့မလွယ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့ဇေဒီယုတ်တိကိုးကွယ်ခြင်းဤဘုရားဆုံးမနဲ့ညီပါသလားဆိုရင်မြတ်စွာဘုရားပြိဋိဘံဆိုင်အနိမသူ့ရဲ့အယုဒတ်တွေကိုလမ်းလေးဆုံးမတည်ထားပြီးတော့ တည်ထားရမယ်ဆိုပြီးတော့ရှင်းနာတော့မှန်ခဲ့တာရှိတယ်မှန်ပါဗျာနောက်ပြီးတော့စေရီလို့ခေါ်ရမယ်အယုဒတ်တိထည့်သွင်းထားတဲ့ထူပထူပလောက်ထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာလည်းဟောကြားခဲ့တယ်မှန်ပါဗျာတပိညုတဉ္ဉံရတဲ့မြတ်စွာဘုရားပိစိကဗုဒ္ဓမှန်ပါဗျာရဟန္တာပြီးတဲ့အခါကျတော့လူတွေကတကယ်သူတော်ကောင်းစကြဝဠာမင်းအဲ့ဒီ၄ခုဟာ စီရီတီထားပြီးတော့အများစုကရှုသေးတိုက်တယ်လို့သူတို့ဟောတာရှိတယ်မှန်ပါဗျာနော်အဲ့တော့ဒါမြတ်စွာဘုရားရဲ့ဆုံးမနဲ့ညီပါတယ်လို့ပဲပြောရမှာပဲနော်မှန်ပါဗျာယနေ့ခေတ်တန်ခါများတယ်လီဖုန်း၃ခြင်းစတိသပိတ်၃ခြင်းစတဲ့အပြုမှုများဝီနီးနဲ့ညီညွတ်မှုရှိပါလားရှင်ဗျာ၃ယုံနဲ့ကတော့သူကအပြစ်တို့ပြောလို့မရဘူးသူ၃နဲ့ဟာတွေကဝီနီးစကန်ဘက်ကို ကိုချင်းတရားပဲကိုဖောက်ပြက်တဲ့နေရာမှာသုံးတာလားမှန်ပါဗျာဟုတ်တယ်မလားတရားနဲ့တရားလမ်းဆက်တယ်ပြီးตาเจ้าနာเจ้าပြောတာတို့ဟိုတယ်လီဖုန်းနဲ့ဆက်ပြီးတရားဟောတာတို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါဗျာကောင်းတာပြောတာရောမဖြစ်နိုင်ဘူးဖြစ်နိုင်ပါဗျာအဲကောင်းတဲ့ဘက်သုံးလို့ရှိရင်တော့ဟိုအပြစ်တို့ပြောလို့မရဘူးမှန်ပါဗျာမကောင်းတဲ့ဘက်အဲ့တော့ तू သုံးတဲ့သုံးသုံးပုံသုံးနည်းကိုပဲခြိပြီးတော့ဟိုသုံးတဲ့မသုံးတဲ့ကိုတတ်မှတ်ရမှာဖြစ်တယ်ပေါ့နော်မှန်ပါဗျာ ်မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့တပိတ်ကတော့တန်တပိတ်နဲ့မြေတပိတ်ပဲဟုတ်ပါဘူးအဲ့ဒီတန်တပိတ်နဲ့မြေတပိတ်ကိုခွင့်ပြုခဲ့တာဖြစ်တော့ကြောင့်တန်နဲ့လုတ်တယ်ဆိုတဲ့အခြေခံစတိဟာတန်ကဖြစ်တယ်တို့ဆိုရင်တော့ဒါကတော့ဟိုသုံးလို့ရတယ်လို့ပြောနိုင်တယ်ပေါ့တမန်တန်ကိုအခြေခံထားတာဆိုရင်သုံးလို့ရအခုခေတ်လုံနေတဲ့ယွန်းတပိတ်ဆိုတာရှိတယ်အဲ့ဒါတော့မသုံးအောင်ယွန်းတပိတ်ကမသုံးဘူးနီးနဲ့လုတ်ထားနေပါလေတမန်အဲ့ဒါမသုံးသင့်ဘူးတမန်ဖေအဖုံးကိုပြောတာမဟုတ်ဘူးတပိတ် လုံးတပည့်လုံးဟာတန်နဲ့လှုပ်တာမဟုတ်ဘူးမြေကြီးနဲ့လှုပ်တာမဟုတ်ဘူးဆိုရင်မြတ်စွာဘုရားခွင့်ပြုတာကတန်နဲ့မြေကြီးနဲ့ဒီနှစ်ခုပဲခွင့်ပြုခဲ့တာဖြစ်လို့ဒီနှစ်ခုပဲသုံးတဲ့။သို့သောစတီးတပိတ်ကဝင်ဝင်လဲလဲအယောင်ကြီးဖြစ်နေတယ်။ဟိုမြေတပိတ်တို့ဘာလို့ကပြီးဖုတ်ထားတာဆိုတော့သူကအယောင်မဲတယ်ပေါ့။မှန်ပါဗျာ။ဟိုစတီးတပိတ်လဲသုံးနေရင်ဝီနီစီကန်းကို လိုင်းတာတဲ့ အဲတန်ခါအချို့ကြတော့ဘုန်းကြီးအချို့ကြတော့ဒီစတိကိုစီတုပ်ပြီးတော့မဲအောင်ဖုတ်ပြီးတော့သုံးရတယ်မှန်ပါဗျာဒီရောင်ကြီးတော့မသုံးကြဘူးပေါ့နော်မှန်ပါဗျာအဲ့တော့စတိဟာတန်ဆိုလို့ရှိရင်တော့အတ္တထဲမှာတော့အကျုံးဝင်ပါတယ်မှန်ပါဗျာသို့တော့အယောင်တစ်ခုပဲစဉ်းစားရမှာပေါ့နော်မှန်ပါဗျာမှန်ပါဗုဒ္ဓဘာသာဝင်များမှာ ရွှေကျင်ခိုင်းစသဖြင့်ခိုင်းမျိုးမျိုးကွဲနေရဘာကြောင့်မလဲရှင်ဗျာအဲ့လိုခိုင်းနေကွဲနေရရောဝီနည်းနဲ့ ဘုရားဟောနဲ့ညီညွတ်ပါလားရှင်ဗျာဒီနေရာမှာခိုင်းကွဲတယ်ဆိုတာ group လေးတစ်ခုပါပဲပမာပြေမှာကအယူဆကြောင်ကွဲတဲ့ခိုင်းဟာရှားပါတယ်မှန်ပါဗျာနော်မှန်ပါထင်ရှားကြော်ကြတဲ့ဆရာတော်ကြီးတွေရဲ့နောက်ကသူတပြိအစုလိုက်နာနေထိုင်မှုပဲအဆုံးမနဲ့ပတ်သက်ပြီးလိုက်နာနေထိုင်မှုတွေကိုကနလို့ခေါ်တာမှန်ပါဗျာရှေးဘုရင်နေလက်ထက်မှာတော့ ကမ္မဝတိရွာเจ้าမှာနေတဲ့ခိုင်းကကမ္မဝတိခိုင်းမှန်ပါဗျာတောမှာနေတဲ့ခိုင်းကအရိညာဝတိခိုင်းလို့ခိုင်းကြီးနှစ်ခိုင်းရှိတယ်ရှင်တော့မှန်ပါဗျာဒါပုဂ္ဂိုလ်ရဲ့အချင်းအနေထိုင်ကိုကြည့်ပြီးတော့ကွဲတဲ့အကွဲခုနဝီနီးနဲ့ပတ်သက်တဲ့ကွဲတဲ့အကွဲမဟုတ်ဘူးဗမာပြည်မှာရှိတဲ့ခိုင်းနေမှန်ပါဗျာဆရာအစဉ်ဆက်သူတို့ဆရာဆုံးသွားတာနောက်ကိုလိုက်တော့ပြီးတော့သူတို့ရဲ့ဂရုအုပ်စုလေးတစ်ခုအနေနဲ့ဖွဲ့တာ မှန်ပါဗျာအခုလည်းပဲတယ်လီဖုန်းထဲမှာ group ဖွဲ့တာတွေရှိတယ်မဟုတ်လားမှန်ပါဗျာရှိပါဗျာခိုင်းဆိုတာအဲ့ဒါပါပဲ group ဖွဲ့တာမှန်ပါနော်ကိုယ် group နဲ့သူ group နဲ့ရှိကြတာပဲလေမှန်ပါဗျာပြောမယ်ဆိုရင်နော်နိုင်ငံရေးပါတီတွေလည်းသူသူပါတီနဲ့သူရှိကြတယ်လို့မှန်ပါဗျာသို့တော့အဲ့ဒီပါတီတစ်ခုကရမဖြစ်ဖို့တော့အရေးကြီးတာပေါ့မှန်ပါဗျာဒီတန်ခါတွေလည်းခိုင်းနေရရမဖြစ်ဖို့ပဲအရေးကြီးကိုကရုဏိုက်ကိုလိုင်းနာကျင့်သုံးတာကတော့ဟိုအပြစ်လို့ပြောလို့မရပါဘူး။မှန်ပါဗျာ။နော်။မှန်ပါဗျာ မြတ်စွာဘုရားလက်ထက်တုန်းကတော့ဒီတုတ်တဏိကဂိုင်းတို့အဘိဓမ္မအဘိဓမ္မိကဂိုင်းတို့ဒီလိုမျိုးတွေတည်းရှိပါတယ်မှန်ပါဗျာခရုလိုက်တွေနေကြတာဒါလူရဲ့သဘာဝပါပဲမှန်ပါဗျာဂိုင်းချင်းချင်းမတည့်ပဲနဲ့ရံဖြစ်နေရင်တော့အဲ့ဒါရံဖြစ်တာကတော့အဖြစ်ပဲမှန်ပါဗျာအခုလို့အမည်နာမကွဲပြားနေခြင်းကအဖြစ်မရှိပါဘူးမှန်ပါဗျာစစ်တပ်မှတော့မှပဲဟိုရေတက်ရှိတယ်လေတက်ရှိတယ်ကြီးတက်ရှိတယ်ဒုက္ခရုနဲ့ဒုက္ခမှန်ပါဗျာ ဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဲ့ဒါအပြစ်မဟုတ်ဘူးလူတွေမှလည်းပဲ association นี่အများကြီးရှိတယ်မှန်ပါဗျာကိုကိုရက်ွက်ကိုဒေသကိုအနေကိုအဖွဲ့အသင်းတွေအများကြီးရှိတယ်အဲ့ဒီဘောပါပဲတရားမှန်ပါဗျာအပြစ်မရှိပါဘူးတရားတော့ဝီနီးနဲ့လည်းဆန့်ကျင်မဲ့မရှိပါဘူးမှန်ပါဗျာတတ်တတ်လို့စားခြင်းဟာဖျားဟောတဲ့ထဲမှာပါပါလားရှင်ဗျာမြတ်စွာဘုရားကုရံရောတတ်တတ်လို့စားတဲ့အချင်းကိုအချင်းသုံးခဲ့ပါသလားမြတ်စွာဘုရားသရဝါရီကိုကယ်တင်ပေးတာဖြစ်တော်ညာလေဘာကြောင့်မလို့သူတို့အသားနဲ့ချက်လုထားတဲ့ဟင်းများကို ဖုံမိခဲ့ပါလေရှင်ဗျာတတလစာခြင်းကိုရသော်ဗျာကတီလအကျင့်ဖြစ်လဲမဟောခဲ့ဘူးဒူတင်အကျင့်ဖြစ်လဲမဟောခဲ့ဘူးမှန်ပါဗျာဖះမပွင့်ခင်ကတတလစာတဲ့အကျင့်นี่ရှိခဲ့တယ်မှန်ပါဗျာရသော်ဗျာတော့အပြစ်ရှိတဲ့ဟာမှတားမြစ်တယ်အပြစ်ဆိုဒီမှာအကုသို့ဖြစ်တဲ့အရာမျိုးလားတားမြစ်ပြီးတော့အကုသို့မဖြစ်တဲ့အရာမျိုး တားမြစ်ခြင်းမရှိဘူးမှန်ပါဗျာ တော့မြတ်စွာဘုရားအစားအစာနဲ့ပတ်သက်ပြီးတသက်လို့စားရမယ်ဆိုတာမျိုးတော့ဉာဏ်တွေကိုလည်းမညွန့်ပြခဲ့ဘူးလူတွေကိုလည်းမညွန့်ပြခဲ့ဘူးမှန်ပါဗျာအဓိကကတော့ဘာသာစာတမက်တမောကြီးအရသာပေါ်မှာတွေ့တာတဲ့ရာသတဏ္ဏဆိုတာကိုမှန်ပါဗျာမထားဖို့ပဲဆုံးမခဲ့တာဖြစ်တယ်မှန်ပါဗျာ ရသရမပွင့်ငယ်ရတော့တတ္တလစာရကိုအဓိကထားပြီးတော့တတ္တလစာမကိုကျင်းတရားပြည့်စုံတယ်တတ္တလမစားလို့ရှိရင်ဒါအနံဆိုးရှိတဲ့ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီးတော့တတ္တလစားတဲ့ပုဂ္ဂိုလ်တွေကတတ္တလမစားတဲ့အသားစားတဲ့ပုဂ္ဂိုလ်ကဲ့ရဲ့ရှုပ်ချခဲ့တယ်ဆိုတာရှိခဲ့ဘူးတယ်မှန်ပါဗျာအမခန္ဓာတုတ်တန်ဆိုတာ ုတ်တနိဗ္ဗာန်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်မှန်ပါဗျာတော့မြတ်စွာဘုရားအနေနဲ့ကတော့အစာအာဟာရကိုစားတဲ့အခါမှာမှန်ပါဗျာသူများအသက်တပ်ဖြတ်ထားတဲ့သူများရဲ့အသားပါရမပါရာကိုစားတဲ့မစားတဲ့ဒီဟာကိုလုံးဝကိုချင်းတရားထဲမှာအထက်သွင်းပြီးမဟောကြဘူးရှောင်းခြင်းခြင်းကြောင့်ဖြစ်နိုင်တဲ့အကျိုးမရှောင်းခြင်းခြင်းကြောင့်ရလာမဲ့အပြစ်ဆိုတာမျိုးပါမှန်ပါဗျာကုသအကုသဆိုတဲ့အပြစ်တွေ မဖြစ်လို့မြတ်စွာဘုရားဒါကိုမဟောရလို့ဆိုပါမယ်။သို့သော အသားစားမှုနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုပြည့်ညက်ခဲ့တာ ရှိတယ်။မှန်ပါဗျာ။မအပ်တဲ့အသား၁၀မျိုးကိုယဟန်တော်တွေမစားရဘူး။အသား၁၀မျိုးကိုတော့ရှောင်ကျင်မှုမြတ်စွာဘုရားဟောတယ်။မှန်ပါဗျာ။ကျန်တဲ့အသားတွေကြတော့အချက်၃ချက်လွတ်ကင်းလို့ရှိရင်စားနိုင်တယ်လို့သူတို့ခွင့်ပြုတယ်။မှန်ပါဗျာ။လူမျိုးຫນွယ်ချင်းဖြစ်တဲ့ လူသားမှန်ပါဗျာမစားတဲ့ဘူးမျိုးနွယ်တူဖြစ်တာလို့မစားတဲ့ဘူးမှန်ပါဗျာစင်တို့မြင်းတို့ဟာဘယင်းခေတ်ကယင်ဖြစ်အသုံးပြုတယ်စစ်တပ်မှအသုံးပြုတယ်အဲကြောင့်မို့ပြီးအိန္ဒိယစင်မျိုးစင်မြင်းကိုတမိုးထားတယ်မှန်ပါဗျာစင်သားမြင်းသားစားရဲဆိုရင်ပြင်းနေရအပြစ်ပေးတတ်တယ်ပေါ့နော်မှန်ပါဗျာဒါကြောင့်မို့စင်သားမြင်သားမစားရဘူးမှန်ပါဗျာတော်ရိုင်းတရိษံတွေရဲ့အသားဖြစ်တယ် ရှင်သေးတို့ကြားတို့တစ်တို့ဝံပလွေတို့အောင်းတို့ပေါ့နော်မှန်ပါဗျာအဲ့ဒီသာသာတ ত্ত্ব ဝါရီရဲ့အသားကိုမစားရဘူးမှန်ပါဗျာဘာဖြစ်လို့အဲ့လိုပြင်းညက်တယ်လဲလို့ဆိုလို့ရှိရင်ရဟန်းတွေကတရားကျင့်တဲ့အခါမှာတောထဲမှာကျင့်ကြတာရှိတယ်မှန်ပါဗျာတောထဲကျင့်တဲ့အခါမှာဒီ ত্ত্ব ဝါရီကသူတို့အသားမျိုးစားထားတဲ့ပုဂ္ဂိုလ်ဆိုရင်အနံ့ခံနိုင်တယ်သူတို့မှန်ပါဗျာမှန်ပါဗျာအနံ့ခံနိုင်တော့ အနေပေးတယ်မှန်ပါဗျာဥမာမဲ့မွေသားစားထားရင်မွေနှမ်းရတော့မွေရလိုက်တယ်မှန်ပါဗျာဒုက္ခပေးတယ်ကြားသားစားထားတဲ့ပုဂ္ဂိုလ်လည်းကြားနှမ်းရပြီးတော့လိုက်တယ်အဲ့လိုအန္တရာယ်တွေဖြစ်မှဆိုလို့အဲ့ဒီသားတွေလည်းမစားသင့်ဘူးလို့ခွေးသားဆိုတာကြတော့မှန်ပါဗျာအိန္ဒိယနိုင်ငံမှာတကယ်ဇန်နိုင်တဲ့ပုဂ္ဂိုလ်တွေစားတာအောက်တန်းကျတဲ့ပုဂ္ဂိုလ်တွေစားတာဆိုမှန်ပါဗျာလူများစုကခွေးသားစားတယ်ဆိုရင်အထင်သေးမြင်နေဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့ ခွေးသားဆိုတာလည်းမဆားရဘူးเนาะမှန်ပါဗျာအဲ့လိုမဆားရမဲ့အသားတွေကိုတော့သတ်မှတ်ပေးထားရှိတယ်မှန်ပါဗျာเนาะသူ့ချောင်းနဲ့သူ့ရဲ့ဓာတ်တွေကမှန်ပါဗျာခုနကသုံးသုံးမှာဆိုတော့ဂျန်တဲ့အသားတွေကြတော့မစ္ဆမန္တလို့သုံးလိုက်တယ်ပေါ့ရေရေသရဝါရဲ့အသားကိုမစ္ဆမှန်ပါဗျာကုန်းသရဝါရဲ့အသားကိုမန္တအဲ့ဒီအသားတွေကြတော့ ဒီအချက်၃ချက်လွတ်ကင်းရမယ်အချက်၃ချက်ဆိုတာကိုယ့်အတွက်ရည်စူးပြီးတော့တတ်တာမှန်ပါဗျာကိုယ့်အတွက်ရည်စူးပြီးတော့တတ်တဲ့ဘာမျိုးမဟုတ်ရဘူးကိုယ့်အတွက်ရည်စူးတတ်တယ်လို့ဒီကိုယ်ကိုယ်တိုင်မြင်ရတဲ့ဘာမျိုးလည်းမဟုတ်ရဘူးမှန်ပါဗျာကိုယ့်အတွက်တမင်ဖန်တီးလုပ်တယ်လို့ဆိုတာကိုတမ်းမရလဲမရှိစေရဘူးမှန်ပါဗျာကိုလာမဒီဟင်းချက်ကျွေးတယ်ဆိုလို့ရှိရင်ဒါငါအတွက်တတ်တာပဲဖြစ်မယ် အခုခေတ်ဟိုတယ်တွေမှာဆိုလို့ရှိရင်အကောင်ရှင်တွေကိုလက်ညှိုးထိုးပြီးတော့လုပ်တာတွေရှိတယ်လေမှန်ပါဗျာမှန်ပါဗျာနော်အရှင်းလိုက်ထားပြီးတော့အဲ့လိုဟာမျိုးဆိုရင်ယန္တိမစားရဘူးဘာသာဖြစ်ဖြစ်မစားရဘူးခုနမအပ်တဲ့အသားကအကြောင်းတစ်မျိုးပေါ့အခုကဒီစားနိုင်နေဆိုတဲ့အသားမျိုးတောင်မှပဲအဲ့ဒီအချက်၃ချက်ကိုယ်အတွက်တတ်တဲ့ဆိုတာကိုယ်တိုင်မြင်တယ်တရင်ကြားတယ်တန်လျာရှိတယ်ဆိုမစားနဲ့မှန်ပါဗျာနော် ်ပါဗျာအဲ့ဒါကိုလူတွေပြောကြတယ်မြင်သာကြာသာတန်တရာဖြစ်တဲ့အသာမှန်ပါဗျာအဲ့ဒါဆိုရင်တော့မစားနဲ့ရှောင်လို့ဆိုလို့မှန်ပါဗျာအဲ့ဒါဆိုလို့ရှိရင်တတ်တတ်လို့စားလို့ရှိရင်ရောကုစုရနိုင်မှာဗျာရှင်ရချက်ပေါ်မှာမူတည်ပြီးတော့ပြောရမယ်ဘာအတွက်စားတာလဲတတ်တတ်လို့ tradition ကြောင့်စားရလားသို့မဟုတ်ကိုယ်ရည်ရွယ်ချက်တစ်ခုကြောင့်စားရလားဒီတတ်တတ်လို့စားခြင်းဖြင့်နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတဲ့တန်တရာကလွတ်နိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စားရလားအဲ့ဒါရည်ရွယ်ချက်ကိုကြည့်ရမယ်မှန်ပါဗျာ တဏှာဩကလွတ်တယ်လို့ယူရခြင်းနဲ့စာရင်ဒါမှားတယ်တသက်လွတ်စာရုံနဲ့တဏှာဩကမလွတ်နိုင်ဘူးမှန်ပါဗျာအချင်းချင်းပါပဲရတယ်မှန်ပါဗျာတမျိုးကြတော့မှားတယ်မှန်ပါဗျာဩဒရဝါရီကိုမေတ္တာပို့ခြင်းလို့ကျင်နာတရားဥတည်ပြီးတော့စားမယ်ဆိုလို့ရှိရင်ဒါစားနိုင်တယ်ဘုရားကစားလို့လည်းမပြောဘူးမစားနဲ့လို့လည်းမပြောဘူးမှန်ပါဗျာတသက်လွတ်စားလို့ခုနကောင်းကျိုးချမ်းသာတွေရတယ်ဆိုတဲ့ယူရခြင်းနဲ့ ကိုချင်းသီလပြည့်စုံတယ်ဆိုရွေချက်တည်းနဲ့စားမယ်ဆိုရင်တော့ဒါတတ်တတ်လို့စာယုံနဲ့ဖြစ်နိုင်တာမဟုတ်ဘူးရှောင်ကျင်ရမယ်သီလလိုင်းနာကျင်တော့မယ်သီလဆိုတဲ့ထဲမှာလေရသဗျာသူများသာစားခြင်းမှရှောင်စားတာကိုသာမရှောင်ခိုင်းတာတတ်တာကိုတော့မလုပ်ကောင်းဘူးမှန်ပါဗျာမှန်ပါဗျာအဲ့တော့တချို့လူတွေကပြောကြတယ်တတ်တာနဲ့စားတာစားသူရှိလို့တတ်တယ်လို့ပြောကြတယ် ဒါကတိုက်ရိုက်သက်ဆိုင်နိုင်မှုမရှိဘူးမှန်ပါဗျာဥပမာတစ်ခုပြောမယ်ဆိုလို့ရှင်အခုခေတ်6လုံးမျိုးနဲ့လူတယောက်ကိုပြစ်တတ်တယ်ဆိုလို့ရှင်ပြစ်တတ်တဲ့လူကိုအေးအယူမလား6လုံးမျိုးလုံးတဲ့လူကိုအေးအယူမလားပြစ်တတ်တဲ့လူပဲအေးအယူပါမှာအေး6လုံးမျိုးလုံးတဲ့လူကဘာမှမဆိုင်ဘူးဖြစ်ပါဗျာမှန်ပါဗျာလောကလူဥပဒေမှာအဲ့ဒါဆိုလို့ရှင်6လုံးမျိုးလုံးတဲ့လူတွေတာဝန်ရှိတယ်လို့ပြောလို့မရဘူးလားအတိုင်းအတိုင်းနာတစ်ခုတည်းတော့တာဝန်ရှိပါလိမ့်မယ်တာဝန်ရှိတယ်လို့ပြောလို့ရတယ်နော် အခုကလည်းအဲ့ဒီသဘောမျိုးလူတွေကပြောနေကြတယ်စားတဲ့လူရှိလို့တတ်ပေးတယ်ဆိုတာအဲ့တတ်တဲ့လူတွေကဒီလူတွေစားပါစေဆိုတဲ့ရှိရခြင်းနဲ့တတ်တာလားသို့မဟုတ်သူတို့ပတ်ဆက်ရဖို့တတ်တာသူတို့စီးပွားရှာဖို့အတွက်ပဲတတ်တာဒါပဲသူစားဖို့တတ်ပေးတာမဟုတ်ဘူးမှန်ပါဗျာငွေကြေးတနာအတွက်တတ်တာဖြစ်တယ်မှန်ပါဗျာမှန်ပါဗျာအဲ့တော့ intention တွေကတခြားစီမှန်ပါဗျာတခြားစီ ဖြစ်သည့်အတွက်ကြောင့်အပြစ်တက်ရောက်တယ်ဆိုတာအခုခေတ်လူဥပဒေကတောင်းပါပဲ တဏှာနဲ့ပြည့်လို့ရှိရင်တဏှာလက်လှုပ်တဲ့လူတို့ဘာလို့ဘာတောင်းမှမရှိဘူးတတ်တဲ့လူပဲတောင်းအောင်ရှိတယ်မှန်ပါဗျာအဲ့လိုပဲကံတရားရဲ့တဘာဝမှလည်းပဲဒီလိုရှိတယ်မှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာတောင်းဝန်ရှိသူကတယောက်တောင်းဝန်မရှိတဲ့ပုဂ္ဂိုလ်ကတယောက်ဖြစ်တယ်ပေါ့မှန်ပါဗျာတတ်ချင်းနဲ့စားခြင်းဟာမတူဘူးမှန်ပါဗျာ တတ်တဲ့အချိန်မှာဖြစ်တဲ့စိတ်စေတနာနဲ့စားတဲ့အချိန်မှာဖြစ်တဲ့စိတ်စေတနာတူမှာမတူဘူးတူနိုင်မှာမှန်ပါဗျာမှန်ပါဗျာတတ်တဲ့လူကဒေါသနဲ့တတ်တာလေမှန်ပါဗျာစားတဲ့လူကလောဘနဲ့ပဲစားရင်စားမှာမှန်ပါဗျာမှန်ပါဗျာတို့မဟုတ်သူတော်ကောင်းတွေဆိုလို့ရှိရင်သရဝါရီဒီစားတယ်လို့တောင်စိတ်ထဲမှာ မထားပဲနဲ့သူစိတ်ထဲမှာအာဟာရတစ်ခုအနေနဲ့ငါစားရဟာတက်ရှိဖို့အတွက်ဖြစ်စားတယ်ဆိုရွယ်ချက်နဲ့ စားသည့်အတွက်ကြောင့်ဒါကအသာဒါကဟင်းရွက်ဆိုတော့ခွဲခြားမှာမဟုတ်ဘူးအစာအာဟာရတစ်ခုအနေနဲ့ပဲသူတို့သုံးဆောင်တာဖြစ်တယ်မှန်ပါဗျာအဲ့လိုသုံးဆောင်လို့ရှိရင်သူ့မှာတတ်ချင်းနဲ့လည်းသူပတ်သက်နိုင်စရာအကြောင်းရှိဘူးသူ့အတွက်တတ်တာမဟုတ်သည့်အတွက်ကြောင့်တည်ပြီးတဲ့တရားရဲ့အသားကိုစားကြအဖြစ်ဒီအပြစ်မဖြစ်နိုင်ဘူးလို့မှန်ပါဗျာဒီမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်က အခုခေတ်ဂျိန်းဝါရလို့ခေါ်တဲ့နိခန္ဓဝါရမှန်ပါဗျာသူကစာသူနဲ့တတ်သူဟာနှစ်ယောက်စလုံးတောင်းဝရှိတယ်မှန်ပါဗျာ50 50မှန်ပါဗျာစာသူကရခိုင်နှုန်း90မှန်ပါဗျာတတ်သူကရခိုင်နှုန်း90လို့ဆိုပြီးတော့မှန်ပါဗျာတော့အဲ့လိုဘာသာဝါရတွေလည်းရှိတယ်မှန်ပါဗျာအဲ့ဒါကိုမြတ်စွာဘုရားလက်မခံဘူးအဲ့ဒါဟာမှန်ပါဗျာဘာကြောင့်လို့ဆိုရင်အတွင်းစိတ် intention မပိုင်မရမှန်ပါဗျာအဲ့တကူတော့ရှိတယ် ကျက်သားကြိုက်တဲ့လူကကြက်မြင်လည်းညှိုးထုတ်ပြီးကြက်တီဦးတပ်ပါစေဆက်ဆက်ရှင်တော့အဲ့ဒီစိတ်ကြောင့်တော့သူငရဲ့ကြည့်မယ်မှန်ပါဗျာမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့သူကတည်သွားတဲ့အကောင်ရဲ့အသားတစ်ခုကိုအာဟာရတစ်ခုအနေနဲ့သူစားသုံးမယ်ဆိုရင်သူ့မှာပြစ်တဲ့ရောက်နိုင်ဘူးမရှိဘူးပေါ့မှန်ပါဗျာမရှိဘူးပေါ့မှန်ပါဗျာတတ်သူနဲ့စားသူဟာစိတ်နေသဘောထားချင်းနဲ့ဗဒ္ဓမကွာခြားတယ်မှန်ပါဗျာတတ်တဲ့လူကလည်းဒီစားတဲ့လူတွေအတွက်တတ်ပေးတာမဟုတ်သေးတဲ့အတွက်ကြောင့် ြောမယ်ဆိုရင်စားတဲ့လူတွေရှိနေလို့တတ်ပါတယ်လို့ဆိုတာဟာစားဖို့တတ်တာမဟုတ်ဘူးငွေကြေးတနာရလို့တတ်တာဖြစ်တယ်ပေါ့စားတဲ့လူမရှိနဲ့တတ်တာတွေတရဝါတွေကတော့သူတို့ရဲ့ကံကြမ္မာအရာသိဆုံးနေကြတာတွေရှိတယ်ဥပမာမယ်ရှေးရခင်ကစင်တွေကိုတတ်ကြတယ်ဆိုတာအစွဲလိုခြင်းလို့တတ်တာစားဖို့တတ်တာမဟုတ်မှန်ပါဗျာမှန်ပါဗျာဒီစသစ်တွေပါတွေကြားတွေတတ်တာဆိုတာအရေကုန်လိုခြင်းလို့တတ်တာ ်သမီးနေတတ်တယ်ဆိုအရေးကုန်လို့ခြင်းလို့တတ်တာမှန်ပါဗျာသူအဲ့လိုတတ်တာမျိုးတွေကြတော့ခေါနာစားဖို့လို့မဟုတ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့စားတဲ့လူတွေနဲ့ပတ်သက်မှုမရှိဘူးမရှိတဲ့လူကိုတရားစွဲတာနဲ့တွားပြီးတော့ responsible ဖြစ်တဲ့လူကိုတရားစွဲတယ်လို့ဖြစ်မှာပေါ့အဲ့ဒီယူဆမှန်ပါဗျာမှန်ပါဗျာတတ်တယ်လို့စားခြင်းဟာဘုရားဟောတဲ့မှာပါသလားဆိုတာမပါဘူးမှန်ပါဗျာမပါဘူးဆိုတာတိလအကျင့်တရားတစ်ခုအနေနဲ့လည်းမပါဘူးဒုတင်ငါဆိုတဲ့အထူးကျင့်ရတဲ့ ချိုးချံချွတ်တတ်မှုဆိုရဲဒုတင်အကျင့်နဲ့မှလည်းမပါဘူးလို့သူတို့ပြောရမယ်။မှန်ပါဗျာ။ဖျားကိုယ်တိုင်ရောတတ်တတ်လို့စားခဲ့သလားဆိုတော့ယေဆောဗျာကတန်လဟုကဝုတိ symbol light နဲ့အတမွေးဖြစ်တယ်။မှန်ပါဗျာ။သူကအကယ်၍ယေဆောဗျာကအပန်းမစားဘူးလို့ညင်းပယ်ခဲ့လို့ရှိရင် အသားစားတဲ့ဒေတာကသူ့ဆွမ်းခံစားဖို့ခက်သွားတယ်မှန်ပါဗျာဒါဒါသူ့အတွက်တော့မကြည့်မှမဟုတ်ဘူးမှန်ပါဗျာအပြစ်မရှိလို့လားမြတ်စွာဘုရားကဟိုဟိုတားမြစ်တာမဟုတ်တာနော်မှန်ပါဗျာမှန်ပါဗျာဟိုဒါစဉ်းစားဖို့ပြောပြတာမှန်ပါဗျာဘသူပဲဖြစ်ဖြစ်ဒီကိုစားတဲ့ဟာကိုလှူချတာလူတွေကမှန်ပါဗျာမှန်ပါဗျာကိုစားတာလှူတော့တသက်လို့ဖြစ်ချင်လဲဖြစ်မဖြစ်ချင်လဲမဖြစ်ဘူးမှန်ပါဗျာဘာပဲလှူလူမြတ်စွာဘုရားက ရှားတာလေးနဲ့ရောင်ရဲတယ်ဆိုတော့တန်တော်တခုနဲ့မြတ်စွာဘုရားကျင့်ကြံကြုပ်ကိုအထောက်တာဖြစ်လို့မှန်ပါဗျာဟာငါဒီတမ်းစားဘူးခင်းရမစားမယ်ဆိုလို့ရှိရင်ဒုပရဖြစ်သွားမှာပေါ့မွေးမြူရခက်သွားတာပြီမှန်ပါဗျာမှန်ပါဗျာပြီးတော့ဒါကဖရာကိုကိုရေးကိုတာနဲ့ပြောရမှာမှန်ပါဗျာမြတ်စွာဘုရားရဲ့တပည့်တရားကျင့်မှုဆိုတော့ဝင်လာတဲ့ပုံကိုယ်တွေဟာလူမျိုးအသီးသီးကဝင်လာတာဖြစ်တယ်မှန်ပါဗျာသားစားမှုကိုရှောင်ကျင်တဲ့ပုံကိုယ်တွေကလည်း သနာပေါင်းဝင်တာရှိတယ်မှန်ပါဗျာအသားစားတဲ့အမျိုးအစားတွေကလည်းသာသနာပေါင်းဝင်လာတာရှိတယ်မှန်ပါဗျာအဲ့တော့ငါသာသနာမှာတတ်တလွတ်ဖယ်စားမယ်လို့ပြညာခဲ့လို့ရှိရင်အသားစားတဲ့လူတွေအတွက်ဒါခက်ခဲတဲ့ခုဖြစ်သွားမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာသူတို့ကိုဝရင်းဖြစ်ရရောက်သွားတယ်ကန့်တရရောက်သွားတယ်မှန်ပါဗျာမှန်ပါဗျာဒါကြောင့်မို့ဒါလူလဲမလို့အလိုမြတ်စွာဘုရားအလိုကန့်တတာမရှိဘူးမှန်ပါဗျာမြတ်စွာဘုရားကိုယ်တိုင်လည်းအာဟာရအနေနဲ့ ဘသူရဲ့ကကကတ်တဲ့ဟာကိုအပြစ်ကင်းကင်းမေတ္တာနဲ့ပဲအာဟာရတစ်ခုအနေနဲ့ပဲစားတယ်တမက်တမောစားတာမဟုတ်ဘူးဒီအစာအာဟာရစားမှခန္ဓာကိုယ်ဆိုတာတည်ထနိုင်တယ်ဆိုတဲ့အနေနဲ့မြတ်စွာဘုရားလည်းအသာစားတယ်လို့ဆိုတာတော့ရှိတယ်မှန်ပါဗျာမှန်ပါဗျာမှန်ပါအဲ့ဒါမြားကြီးပဲဖះကိုအပြစ်တင်ခံရတယ်မှန်ပါဗျာဖះလက်ထက်ကလေးကလည်းအသာစားလို့အပြစ်တင်ခံရတယ်မှန်ပါဗျာအာမဂဏသုံးပါကြည့်မြို့ဆိုရင်ဖះကို ညီစောနန်းတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဆွဆွဲပြောဆိုခဲ့တယ်။မြတ်စွာဘုရားရှင်းပြလိုက်တယ်။မှန်ပါဗျာ။တကယ်ကဒီအသာစားခြင်းမစားခြင်းနဲ့မပတ်သက်ဘူး။ရှင်နေရကိဋ္တာနဲ့ပတ်သက်တယ်။မှန်ပါဗျာ။စိတ်နေသဘောထားတွေစိတ်ထားတန်ရှင်းမှုကအရေးကြီးတယ်ဆိုတော့မြတ်စွာဘုရားရှင်းပြ။မှန်ပါဗျာမှန်ပါ။အဲ့တော့အသာစားတတ်တတ်လွတ်စားပြီးတော့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေလို့ရှိရင်ဒါအဖြစ်ဖြစ်မှာ။မှန်ပါဗျာ။ နော်အသားစားပြီးတော့မေတ္တာပို့ပြီးကောင်းကောင်းမွန်မွန်နေတဲ့ကိုချင်းစီတာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတော့ဟိုစိတ်ကဖြူစင်းနေမှာပဲမှန်ပါဗျာအဲ့တော့အဓိကကတော့မြတ်စွာဘုရားရဲ့အဆုံးအမဟာမိုင်းစင်တာတည်ခြင်းလို့ခေါ်တယ်စိတ်ကိုဗဟုပြုပြီးဆုံးမတာမှန်ပါဗျာစိတ်ကိုဗဟုပြုပြီးဆုံးမတာဖြစ်တော့ကြောင့်ဒီစိတ်သာရှင်စောဖရာဟောလို့ပမာရိတော်ပြောကြသေးတယ်မှန်ပါဗျာစိတ်ကအဓိကဖြစ်သည့်အတွက်ကြောင့် တော်ဟာဒီသိပါစေဆွဲစိတ်တတ်မရှိဘူးအလုံးပေါ်မှာအကျဉ်းတရားနဲ့မေတ္တာထားတယ်ဆိုတော့ဘာစားစာသူကဒီအစားစာကခန္ဓာကိုယ်တည်ထမ်းရုံရည်ရွယ်ချက်ကလွဲလို့ဘာမှမပေါ့မှန်ပါဗျာတားစားခြင်းမစားခြင်းကိုရေးကြီးခွင့်ချက်လုပ်ပြီးမြတ်စွာဘုရားဘာမှပြောဘူးမှန်ပါဗျာနော်အဲ့ဒီမှာဒေဝရကတင်ပြခဲ့ဘူးတယ်ယဟန်ဒီဟာတတ်တတ်လို့ဖြစ်စားမယ်အသားစားလို့ရှိရင် အဘသင်းစေရမယ်အပြစ်သင်ရောက်စေရမယ်ဆိုတော့မြတ်စွာဘုရားလက်မခံသူပြင်းညက်ထားတာပြည့်စုံတယ်တဲ့မှန်ပါမစားသင်းတဲ့အသားဆယ်မျိုးရဲ့ခုနကအစွန်၃မျိုးဟိုရွယ်ချက်အချက်၃ချက်ကလွတ်ကင်းလို့ရှိရင်စားနိုင်တယ်ဆိုတော့ဒါပြည့်စုံသွားပြီပေါ့မှန်ပါဗျာဒီဥတွေကပြင်းစရာမလိုဘူးလို့မြတ်စွာဘုရားသတ်မှတ်ထားတယ်မှန်ပါဗျာတရဝါရီကိုကဲ့တင်ပေးနေတာဖြစ်တော့လေဘာလို့သူတို့ရဲ့အသားနဲ့ချက်လို့တဲ့ဟင်းများကိုဖုံးပြီး တရဝကင်တင်နာနဲ့အသာအစာစားတာနဲ့ဘာမှမဆိုင်ဘူးတမပါဗျာတရဝကင်တင်နေဆိုတာဘလို့ကင်တင်တာလဲအစာငတ်ခံပြီးကင်တင်ရမှာလားတမပါသို့မဟုတ်နော်ကိုကြိုက်တဲ့အစာကိုရှောင်ပြီးမှကင်တင်နိုင်တယ်တရဝကင်တင်တဲ့အလုပ်ဆိုတာကရုဏာနဲ့ပညာနဲ့သက်ဆိုင်တယ်မှန်ပါဗျာကရုဏာဆိုတာသူများဒုက္ခရောက်နေတာကိုမကြည့်နိုင်တာကရုဏာတမပါဗျာပညာဆိုတာ တော်ရရဲ့အကျိုးစီးပွားကိုသိရှိတာဒါလို့ရင်အကျိုးရှိတယ်ဒါလို့ရင်အကျိုးမရှိဘူးဆိုတာကိုမှန်ပါဗျာသိတာပေါ့အဲ့တော့လောကလူတွေမှာအကျဉ်းနာတရားတော့ရှိပါရဲ့ပညာမရှိလို့ရှင်ရှင်နစ်သူကိုဝါကူရနှိမ့်တယ်လို့ဆိုတာရှင်နစ်တဲ့သူကဝါနဲ့ထိုးလိုက်မှ ပို့ပြီးတော့နစ်သွားတယ်လို့မှန်ပါဗျာပညာမရှိရင်အဲ့လိုပို့ပြီးဒုက္ခရောက်တယ်မှန်ပါဗျာနော်ဆရာကဲမှဒုက္ခရောက်တယ်ဆိုတာလို့မှန်ပါဗျာမှန်ပါဝန်မင်းကဲမှထောင်ချဆိုတာမျိုးလို့ဖြစ်တတ် ်အပညာမရှိလို့ရှိရင်ကတိညာမရောက်ဖဲနဲ့နှိစ္စရာရောက်သွားရတယ်မှန်ပါဗျာစေကုရာဓမ္မပဲစေကုလို့သိသွားတဲ့တရားတွေရှိတယ်လေမှန်ပါဗျာမှန်ပါဗျာဘာလို့လို့ဆိုရင်အဓိကပညာအတ္တမအရေးကြီးတယ်မှန်ပါဗျာရသော်ဘုရားကျတော့ပညာကြီးမားသည့်အတွက်ကြောင့်ဒါကတရားတွေအတွက်ကောင်းကျိုးချမ်းသာဖြစ်နိုင်တယ်ဒါကကောင်းကျိုးချမ်းသာမဖြစ်နိုင်ဘူးဆိုတာရွေးချယ်ပြီး မကောင်းကျိုးချမ်းသာမဖြစ်နိုင်တဲ့အရာတွေကရှောင်ခိုင်းပြီးကောင်းကျိုးချမ်းသာဖြစ်နိုင်တဲ့အရာတွေကိုလိုက်နာခိုင်းတာဒါဖရာရဲ့ကဲ့တင်မှုပဲဖြစ်တယ်။မှန်ပါဗျာ။ခုနသရဝါရီကိုကဲ့တင်ပေးနေတာသူတို့အသားကိုမြတ်စွာဘုရားကိုယ်တိုင်တော်မှာပဲသရဝါရီမတတ်ဖို့ပဲတားတယ်။မှန်ပါဗျာ။မြတ်စွာဘုရားလက်ထက်တုန်းကတားကောင်းနေတတ်ပြီးရစ်ပူစော်တဲ့ဓလေးကအမတမ်းမှကြီးမားတယ်။မှန်ပါဗျာမှန်ပါ။ sacrifice လုပ်တယ်လို့ခေါ်တယ်။မှန်ပါဗျာမှန်ပါ။အဲ့ဒါတွေကိုမြတ်စွာဘုရားအလုံးဝရှုတ်ချတယ်။မှန်ပါဗျာ။ လောကရှုပ်ချပြီးတော့တရားရေးပေါ်မှာအကျဉ်းတရားထားဖို့မငြင်းဆဲဖို့မနှိပ်စက်ဖို့ဒီဟောထားတာဒါအပြည့်ဆုံးနေပြီတမန်ပါဗျာဒါကြောင့်မို့လို့ခုနအချက်နဲ့ဆက်သွယ်ပြီးပြောစရာဘာအကြောင်းမှမရှိဘူးမှန်ပါဗျာနော်တမန်ပါ